တနစ်တာတမချန်းစာမှာကြိုးဆိုပါရယ်ယနေ့အတူတကွာဖက်ရန်တမချန်းစာမှာဓမ္မရာဇဝင် တတိယဆောင်အခန်းကြီး၈မှ၁၀အထိဖြစ်ပါရယ်ဓမ္မရာဇဝင် တတိယဆောင် အခန်းကြီး၈ဗရိညင်တတကိုပြီးမှန်တော်သူပြစ်ဆောင်ခြင်းထိုအခါထာဝရဖရာဤဗရိညင်တတတော်ကိုဇီးအောင်မြည်တော်ဒါဝိမျိုးမှဆောင်ခဲ့လို့တော်မှာ ရှောလမုန်ဒီဣတယီလာအမျိုးအသက်ကြီးသူအပေါင်းတို့နဲ့ဣတယီလာအဆွေမျိုးအသီးသီးကိုအုပ်တော်ခေါင်းမင်းအပေါင်းတို့ကိုယေရုရှလင်မြို့ရှင်ဘရင်ထံသို့ခေါ်တော်မူသည့်အတိုင်းဣတယီလာလူအပေါင်းတို့သည်ဧတနေအမိရှိသောတတမလာ၌လုံတော်ပွဲအတွင်းတွင်ရှောလမုန်မင်းကြီးထံသို့စူဝေးရောက်လာကြ၏ဣတယီလာအမျိုးတွင်အသက်ကြီးသူအပေါင်းတို့သည်လာ၍ ရှိပရောဟိတ်တို့ဒီလေသာဝရဖျားဤတစ်တာတော်ဘူးထမ်းလျက်ပရိသစီဝေးရတဲ့တော်တဲတော်နှင့်ဆိုင်၍တန်ရှင်းသောတစားလုံးစုံတို့ကိုရှိပရောဟိတ်များနှင့်လေဝိသားများတို့သည်ဆောင်ခဲ့ကြ၏ရှောလမုန်မင်းကြီးမှစ၍စီဝေးသောဣတရီလပရိသတ်အပေါင်းတို့သည်မရေတွက်နိုင်အတိုင်းမသိများစွာသောတူမွားတို့ကိုတစ်တာတော်ရှိမှရစ်ပူဇော်ကြ၏ ရှင်ပရောဟိတ်တို့သည်လည်းထာဝရဘုရား၏ပရိညင်တတတော်ကို အိမ်တော်အတွင်းသို့တွင်း၍အလွန်တန်ရှင်းရာဌာနသည်ဟူသောဗျာဒိတ်ဌာနတော်ထဲမှခီရူဘိန်တောင်တို့အောက်သူနေရာ၌ထားကြ၏ခီရူဘိန်တို့သည်မိမိအတောင်နှစ်ဖက်ကိုတတတော်နေရာပေါ်မှဖြန့်၍တတတော်နှင့်တဘိုးတို့ကို လွှမ်းမိုးလျက်ရှိကြ၏တဘိုးတို့ကိုဆွဲထားသဖြင့်တဘိုးဖျားတို့သည်ပြင်ခန်း၌မထင် တန်ရှင်းရဌာနဓာတိဌာနတော်နိုင်တာထင်၍ယနေ့တိုင်အောင်ရှိကြ၏ဤတေလအမျိုးသားတို့သည်အေဂုတ်တုကီမှထွက်၍ထာဝရဖျားသည် သူတို့နှင့်ဗြိဉ်ညင်ဖွဲ့တော်မူသောအခါမောရှိသည် ဟောရက်အရ၌ရှိစဉ်တွင်းထားသောကြောက်ပြားနှစ်ပြားမှတပါတစ်တာတော်ထဲ၌အဘယ်ရာမျှမရှိရှိပရောဟိတ်တို့သည်တန်ရှင်းရဌာနတွေကထွက်ကြသောအခါ ထာဝရဘုရား၏အိမ်တော်သည်မိုးတိမ်နှင့်ပြည့်၏ထိုသို့ထာဝရဘုရား၏အိမ်တော်သည်ဖုံးတော်နှင့်ပြည့်လျက်မိုးတိမ်တော်ကြောင့်ရှစ်ပရောဟိတ်တို့သည် အမှုတော်ကိုဆောင်ရွက်လျက်ရဲ့၍မနေနိုင်ကြရှောလမုန်ကလည်းထာဝရဘုရားသည်ထူထပ်သောမှောင်မိုက်ထဲမှနေတော်မူသည်ဟုစကားတော်ရှိ၏အကယ်စင်စစ်ကိုရိုကျင်းဝတ်တော်မူရာအိမ်အစဉ်အမြဲနေတော်မူရာဌာနတော်ကို အကျုံလုံးတိဆောက်ပါပြီဟုမဆူ၏ရှောလမုံမေခုံးဝတ်ကြခြင်းတဖန်ရှင်ပရင်သည်လက်ကြည့်၍ဤတရီလာအမျိုးပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ၏ဤတရီလာအမျိုးပရိသတ်အပေါင်းတို့သည်မတက်နေကြ၏ရှင်ပရင်ကလည်းထာဝရဘုရား၏ပြာဒိတ်တော်စကားဟုမူကား၌ဤတရီလာအမျိုးသားတို့ကိုအဲကုတ်တုပြီမှနှုတ်ဆောင်တော်နေကစား၍ နတ်နာမတီယာအိမ်ကိုစောက်စီခြင်းမှာဣတရီလာခရိုင်များတို့တွင်မြို့တစုံတစ်မြို့ကိုငါမရွေးသေးတော့လေငါဤလူဣတရီလာအမျိုးသားတို့ကိုအုပ်ဆိုးစီခြင်းမှာဒါဝိဒ်ကိုငါရွေးပြီဟုငါခမဲတော်ဒါဝိဒ်အားကြာထိတ်တော်ရှိသည့်အတိုင်းပြုတော်မူသောဣတရီလာအမျိုး၏ဖျားသခင်ထာဝရဖျားသည် မင်္ဂလာရှိတော်မူစေတည်းဣတေယလာအမျိုး၏ဖျားသခင်သာဝရဖျားဤနာမတော်အဖို့အိမ်တော်ကိုတိဆောက်ခြင်းမှာ ငါခမဲတော်ဒါဝိဒ်ဒီအကြံရှိတော်ခါထာဝရဖုရားကတင်ဒီငါနာမအဖို့အိန်တော်တိဆောက်ခြင်းကအကြံရှိတော်ကြောင့်ကောင်းသောအမှုကိုပြုပြီးသို့တော်လဲတင်ဒီအိန်တော်ကိုမဆောက်ရတင်ဤတာရင်ဒီငါနာမအဖို့အိန်တော်ကိုဆောက်ရမည်ဟုငါခမဲတော်ဒါဝိဒ်အားမိတ်တော်မူ၏ထာဝရဖုရားသည် အမိတ်တော်ရှိသည့်အတိုင်းပြုတော်မူသဖြင့် ငါသည်ငါခမဲတော်ဒါဝိဒ်၏အယိုက်အယာကိုခံရ၍ထာဝရဘုရားဂတိတော်ရှိသည့်အတိုင်းဣတိလနိုင်ငံ၏ယာစပလင်ဘုံမှထိုင်လျက်ဣတိလအမျိုး၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့အိမ်တော်ကိုတိဆောက်လီပြီးငါတို့ဘိုးဘေးများကိုအေကုတ်တုပြီးမှထာဝရဘုရားနှုတ်ဆောင်တော်အခါသူတို့နှင့်ဖွဲ့တော်မူသောဗတိငင်ကြောက်စာပါတော် တစ်တာတော်ထားရအရက်ကို ထိုအိမ်တော်၌လှုပ်လေပြီဟုမွတ်ဆို၏ရှောလမုံ၏စူတောင်းပထနာတပန်ရှောလမုံသည်ထာဝရဖရာ၏ရစ်ပလင်ရှိဣတိလအမျိုးပရိသတ်အပေါင်းတို့အလဲမှနေ၍လဝါတို့ကိုကောင်းကင်သို့ဖြန့်လျက်အိုဣတိလအမျိုး၏ဖရာသခင်ထာဝရဖရာအထက်ကောင်းကင်ဘုံနှင့်အောက်ရမြေကြီးပေါ်မှာကိုရိုနှင့်တူသောဖရာတစုများမရှိပါ ရှိတော်၌စိတ်နှလုံးအကျွေးမဲ့ခြင်းသောကိုရောဤကျွန်ုပ်ဖို့ပရိညတရားနှင့်ဂယုဏတရားကိုဆောက်ရှောက်တော်မူပြီးအကျုံမုတ်အဖဒါဝိ၌ထားတော်မူသောဂတိတော်ကိုမဖြတ်မိတ်တော်မူသည့်အတိုင်းယနေ့ပြုတော်မူပြီးအိုဤတေလအမျိုးဤဖျားသခင်ထာဝရဖျားကိုရောကတင်သည်ငါရှိမှကျင့်တကယ်သူတင်ဤသားမျိုးတို့သည်ငါရှိမှကျင့်လို့တော်မှာ မိမိတို့သွားရလမ်းကိုတတိပြုလျင် နာမျက်မှောက်၌ဣတိလနိုင်ငံဤရာဇပလင်ပေါ်မှထိုင်ရသောတင်းဤအမျိုးမယုံမပြည့်ရဟုကိုတော်ကျွန်အကျွန်ုပ်အဖဒါဝိ၌ထားတော်မူသောဂတိတော်ကိုယခုစောင့်တော်မူပါ။အိုဣတိလအမျိုးဤဖျားသခင်ထာဝရဖျားကိုတော်ကျွန်အကျွန်ုပ်အဖဒါဝိအားမိတ်တော်မူသောစကားတော်ကိုယခုပြည့်စုံစေတော်မူပါတို့ရရင်ဖျားသခင်သည် မြေကြီးပေါ်မှာဧကံမှန်ကျင်းဝတ်တော်မူမီလောကောင်းကင်နှင့်ကောင်းကင်တကားတို့၏အထုအမြင့်ဆုံးသောကောင်းကင်သည်ကိုရောကိုမဆက်မခံနိုင်သည်ဖြစ်၍အကျုံမုတ်တိဆောက်သောဤအိမ်ကိုအဘဲဆိုးပွဲရရှိပါသည်နီတို့တော်လေကိုအကျုံနှုတ်ဖျားသခင်ထာဝရဖျားကိုရောကျုံသည်ရှိရောနာယနေ့ကြွေးကြော်လျက်ပထနာပြု၍တောင်းလျှောက်သောစကားကိုနားခံနာယူတော်မူပါ ဤမိသောအရ၌နတ်နာမတရားမိဟု မိတ္တုံမူသည့်အတိုင်းဤအယထာနာနှင့်ဤအိမ်တော်ကို နေမျက်မပြတ်ကြည့်ရှု၍ကိုရောကျွန်သည်ဤအယထာနာ၌စူတောင်းသောစကားကိုနားထောင်တော်မူပါကိုရောကျွန်မဆ၍ကိုရောဤလူဤတေလအမျိုးသားတို့သည်ဤအယထာနာ၌စူတောင်းပထနာပြုကြသောအခါခြင်းဝတ်တော်မူရာကောင်းကင်ဘုံ၌နားထောင်၍အပြစ်မှလွတ်တော်မူပါ လူသည် မိမိအိမ်ကြီးချင်းကိုပြစ်မှားသောကြောင့်အကျဉ်ခံရမည်ဟုအိမ်ကြီးချင်းဆိုလျက်ဤအိမ်တော်၌ကိုရောဤရစ်ပလင်ရှိမှာအကျဉ်တိုက်လျင်ကောင်းကင်ဘုံ၌နားထောင်တော်မူပါ မတရားသောသူသည်မိမိအပြစ်နှင့်အလျောက်ရှုံးစေခြင်းကလည်းကောင်းဖြောက်မှတ်သောသူသည်မိမိဖြောက်မှတ်ခြင်းနှင့်အလျောက်အကျိုးကိုခံရ၍အပြစ်မှလွတ်စေခြင်းကလည်းကောင်းကိုရောကျွန်ုပ်ကိုတရားစီရင်တော်မူပါကိုရောဤလူဤတေလအမျိုးသားတို့သည် ကိုယ်တော်ကိုပြစ်မှားသောအဖြစ်ကြောင့်ရန်သူရှိမှရှုံးရသောအခါကိုတော်ထံသို့ပြန်လာ၍နာမတော်ကိုဝန်ခံလျက်ဤအိမ်တော်ကိုမိခိုလျက်ဆူတောင်းပထနာပြုလျင်ကောင်းကင်ဘုံ၌နားထောင်၍ကိုတော်ဤလူဤတရီလာအမျိုးသားတို့ကိုအပြစ်မှလွတ်တော်မူပါဘိုးဘေးတို့အားပေးသနာတော်မူသောပြည်သူတဖန်ပို့ဆောင်တော်မူပါကိုတော်ကိုပြစ်မှားသောအဖြစ်ကြောင့်မိုးမရွာမိုးခေါင်တစ်ဖြစ် ကိုတော်သည်ဆုံးမတော်မူသောအခါသူတို့သည်ဤအယက်ဌာနတော်ကိုမိကိုလျက်ဆူတောင်း၍နာမတော်ကိုဝန်ခံလျက်မိမိဒုစရိုက်ကိုစွန့်ပယ်လျင်ကောင်းကင်ဘုံ၌နားထောင်၍ကိုတော်ဤကျွန်ကိုတော်ဤလူဤတေလာမျိုးတို့ကိုအပြစ်မှလွတ်တော်မူပါသူတို့လက်ရသောလမ်းကောင်းကိုပြညွန်၍ကိုတော်ဤလူတို့အားအမွေပေးသောမြေပေါ်မှာမိုးရွာစေတော်မူပါ။ ပြီးတော့၌အစာဟာရထောင်းပါတော်၎င်းလေးထီး၍အပင်တည်တော်၎င်းအရည်ယို၍တည်တော်၎င်းအရာပချိုင်းခါတိလချိုင်းကိုက်စားတော်၎င်းရန်သူတိုက်လာ၍မြို့ကိုဝိုင်းထားတော်၎င်းဒေဥပ္ပတ်အနာယောဂတစုံတစ်ခုရောက်သောအခါကိုတော်ဤလူဣတရီလအမျိုးသားချို့တို့သည်အတီးတီးခံရသောဘေးဒဏ်ကိုတိလျက်ဤအိမ်တော်တို့မိမိတို့လက်ဝါးကိုဖြန့်၍ တစုံတစ်ခုသောပထနာစကားအဖြစ်ဆူတောင်းရင်ကျင်းမှုတော်မူရာကောင်းကင်ဘုံ၌နားထောင်တော်မူပါဘိုးဘေးတို့အားပေးသနာတော်မူသောပြည်၌သူတို့သည်အသက်ရှင်သောကာလပတ်လုံးကိုရောကိုကြောက်ရွံ့ပါမည်အကြောင်းကိုယ်တော်သာလျင်လူတတဝါပေါင်းတို့၏စိတ်နှလုံးသဘောကိုတည်တော်မူသည်ဖြစ်၍ဆူတောင်းသော သူတို့၏စိတ်နှလုံးသဘောကိုတည်လျက်သူတို့အဖြစ်ကိုလွတ်တော်မူပါအတီးတီးပြုကြသည့်အတိုင်းစီရင်တော်မူပါ ကိုရောဤလူဤတရီလာမျိုးမဟုတ် နာမတော်ဤတည်နှင့်တကိုးကြီး၍စံတော်မူသောလက်ယုံတော်ဤတည်င်းကိုကြားသောကြောင့်နာမတော်ကိုထောက်သဖြင့်ဝေသောပြည်မှရောက်လာ၍ဤအိမ်တော်ကိုမိခိုလျက်ဆုတောင်းလျင်ခြင်းမှုတော်မူရာကောင်းကင်ဘုံ၌နားထောင်တော်မူပါကိုရောဤလူဤတရီလာအမျိုးသားတို့သည်ကိုရောကိုကြောက်ရွံ့တကယ်သူမြေကြီးသားအပေါင်းတို့သည်ကြောက်ရွံ့လျက် နာမတော်ကိုသိစေခြင်းသာ၎င်းအကျွန်ုပ်တိဆောက်သောဤအိမ်တော်ကိုနာမတော်ဖြစ်သမုတ်ကြောင်းကိုသိစေခြင်းသာ၎င်းထိုတပားမျိုးသားတို့သည်ဆုတောင်းသမျှအတိုင်းကျေးဇူးပြုတော်မူပါကိုရောစီခိုင်းတော်မူသည့်အတိုင်းကိုရောဤလူတို့သည်ယံသူတို့ရှိရာသို့စစ်ချီတော်ခါရွေးတော်မူသောမြို့နာမတော်ဖို့အကျွန်ုပ်တိဆောက်သောအိမ်တော်ကိုမိခိုလျက် ထာဝရဘုရားအားဆုတောင်းကြလျင်သူတို့ဆုတောင်းပတ္ထနာပြုသောစကားကို ကောင်းကင်ဘုံ၌နားထောင်၍သူတို့အမှုကိုစောင့်တော်မူပါမပြစ်မတတ်သော လူတယောက်မျှမရှိသည့်ဖြစ်၍ကိုရောဤလူတို့သည်ကိုရောကိုပြစ်မသောကြောင့်အမျက်တော်ထွက်၍ရန်သူလက်သို့အတ်တော်မူသည်ဖြစ်ရန်သူတို့သည် ဝေးသောပြီးနီးသောပြီးအခြားတစ်ပါးသောပြီးသို့တိမ်သွားလျင်၎င်း ထိုပြည်၌အချုပ်ခံစဉ်သူတို့သည်တတိယ၍အကျွန်ုပ်တို့သည် ပြစ်မာပါပြီမထောင်သောအမှုစိုးညစ်သောအမှုကိုပြုမိပါပြီဟု စိတ်ပြောင်းလဲ၍တောင်းပန်သဖြင့်တိမ်သွောသောယံသူတို့၏ပြည်၌နေစဉ်စိတ်နှလုံးအကျွမ်းမဲ့အထံတော်သို့ပြန်လာ၍ဘိုးဘီတို့အားပေးတော်မူသောပြီးရွေးတော်မူသောမြို့နာမတော်ဖို့အကျွမ်းုပ်တိဆောက်သောအိမ်တော်ကိုမိခိုလျက်ဆူတောင်းလျင်၎င်း သူတို့စုတောင်းပထနာပြုသောစကားကိုကျေးဝတ်တော်မူရာကောင်းကင်ဘုံ၌နားထောင်၍သူတို့အမှုကိုစောင့်တော်မူပါ ကိုရောဤလူတို့သည်ကိုရောကိုပြစ်မှားတော်လဲကိုရောကိုပြစ်မှားလွန်ကျူးခြင်းအဖြစ်အလုံးစုံတို့ကိုဖြည့်ရှင်းတော်မူပါတိမ်သွာသောသူတို့သည်ကိုရောဤလူတို့ကိုတနာစေခြင်းကဂယုနာစိတ်တော်ကို ပေးတော်မူပါအကြောင်းမူကားသူတို့သည် အကုတ်တူပြည်ဤတံမီဖို့လေကနှုတ်ယူတော်မူသောကိုတော်ဤလူအမွေခံရတော်မူသော အမျိုးဖြစ်ပါ၏ကိုတော်ဤဂျုံမဆာ၍ကိုတော်ဤလူဤတေလာအမျိုးသားဆုတောင်း ပထနာပြုသော စကားလုံးစုံတို့ကို နားထောင်ခြင်းမှာကြည်ရှုမဲ့ယူတော်မူပါအကြောင်းမူကားအကျွန်ုပ်တို့ဘိုးဘေးများကိုအကုတ်တူပြည်မှနှုတ်ဆောင်တော်မူသောအခါကိုတော်ဤဂျုံမောရှိအဖြစ်မိတ်တော်မူသည့်အတိုင်း ဤတည်လာအမျိုးကိုကိုတော်အမွေခံရဖြစ်စေခြင်းမှာမြေကြီးသားအမျိုးမျိုးတွေကရွေးနှုတ်ခွဲထားတော်မူပြီးအရှင်သာဝရဘုရားဟုပထနာပြုလေ၏ဤကုန်းကျုပ်စုတောင်းပထနာထိုတို့ရှောလာမုန်သည်သာဝရဘုရားရှိတော်၌စုတောင်းပထနာပြု၍ပြီးသောအခါသာဝရဘုရားဤရစ်ပလင်ရှိမှဒူးထောက်လျက်လက်ဝါးတို့ကို ကောင်းကင်သို့ဖြတ်လျက်နေရာမှထား၍မတက်နေပြီလျင် ဣတရေလအမျိုးပရိသတ်အပေါင်းတို့ကိုကျေသောအတန်နှင့်ကောင်းကြီးပေးသော စကားဟူမူကားဂတိတော်ရှိသမျှအတိုင်းမိမိလူဣတရေလအမျိုးကိုငြိမ်ဝတ်စေခြင်းသာစီရင်တော်မူသော ထာဝရဖရာသည်မင်္ဂလာရှိတော်မူစေတည်းမိမိကြုံမောရှိအားဖြင့်ထားတော်မူသောဂတိတော်ကောင်းတခုံးမြမပြတ်ငါတို့ဖရာသခင်ထာဝရဖရာသည်ငါတို့ဘိုးဘေးများနှင့်အတူ ရှိတော်မူသည်နီးတူး ငါတို့နဲ့အတူရှိတော်မူပါစေသောငါတို့ကိုအလင်းဆွတ်ပြတော်မမူပါစေနှင့်လမ်းတော်တို့သို့လိုက်စေခြင်းက၎င်းဘိုးဘေးတို့အားမှားထားတော်မူသောစီရင်ထုံးဖွဲ့ချက်ပညာတရားတို့ကိုစောင့်ရှောက်စေခြင်းက၎င်းငါတို့စိတ်နှလုံးကိုအထံတော်သို့သွေးဆောင်တော်မူပါစေသောထာဝရဖရာသည်ဖရာသခင်ဖြစ်တော်မူကြောင်းကို၎င်းအခြားတစ်ပါးသောဖရာသခင်မရှိကြောင်းကို၎င်း မြေကြီးသားအပေါင်းတို့သည်တိကျမြေကြောင်းငါတို့ဖျားသခင်ထာဝရဖျားသည်မိမိကြိုနှင့်မိမိလူဤတေလအမျိုးသားတို့၏အမှုကိုစောင့်စရာကြောင်းရှိသည့်အတိုင်းအစဉ်ဆောင်တော်မူစေခြင်းကထာဝရဖျားရှိတော်၌ငါဆုတောင်းသောဤပထနာစကားသည် နေညမပြတ်အနီးတော်၌ရှိပါစေသောတင်တို့သည်ယနေ့ကျင့်တကယ်သူငါတို့ဖျားသခင် ထာဝရဘုရားစီရင်တော်မူသောလမ်းတို့လိုက်၍ပညာတရားတော်ကိုစောင့်ရှောက်ခြင်းမှာအထံတော်၌စိတ်နှလုံးစုံလင်ပါစေတော်ဟုမွတ်ဆိုလေ၏။ဘိမှန်တော်ကို အနုမောဒနာပြုခြင်းထိုအခါရှောလမုံမင်းကြီးနှင့်တကွဣတရီလအမျိုးသားပေါင်းတို့သည်ထာဝရဘုရားရှိတော်၌ရစ်ပူဇော်ကြ၏။နွား၂၂၀၀၊တူ၃၀၀၀တို့ကိုထာဝရဘုရားအားမေတ္တာဟာရရစ်ပူဇော်သဖြင့် ထာဝရဖရာ၏အိမ်တော်ကိုအနုမောဒနာပြုကြ၏ထိုနေ့၌လည်းရှင်ဘရင်သည်ထာဝရဖရာ၏အိမ်တော်ရှိမှရှိသောတတိုင်းတွင်အရက်ကိုတန်ရှင်းစေ၍ထိုအရက်၌မိရှုရာ၏ဘောဇင်ပူဇော်တကားမိတ္တဟာယရစ်ကောင်စီဥကိုပူဇော်၏အကြောင်းမူကားထာဝရဖရာရှိတော်၌ရှိသောခြေဝါရစ်ပလင်သည်မိရှုရာ၏ ဘောဇင်ပူဇော်တကားမိတ္တဟာယရစ်ကောင်စီဥကို မခံတော့ထိုအခါရှောလမုံသည်အလိုများစွာသောပရိသတ်တီဟူသောဟာမတ်မျိုးဝင်ဝါမှစ၍ဧကုတ်တုမြစ်တိုင်အောင်အနှံ့အပြားအရရက်ကလာကြသောဣတရီလအမျိုးသားပေါင်းလို့နှင့်တကားမာရုဖျားသခင်ထာဝရဖျားရှိတော်၌ခုနှစ်ရက်နှင့်လီ34ရက်ပတ်လုံးကြွေးခံတော်မူ၏ရှိရမြောက်သောနေ့၌လူများတို့ကိုလွတ်လိုက်တော်မူ၏ ူတို့သည်ရှင်ဘရင်ကိုကောင်းကြီးပေးလျက်ထာဝရဘုရားသည်မိမိကြုံဒါဝိနှင့်မိမိလူဤတေလအမျိုးသားတို့၌ပြုတော်မူသမျှသောဂျေစုတော်ကြောင့်ဝမ်းမြောက်ရှင်လန်းလျက်မိမိတို့နေရာသို့ပြန်သွားကြ၏ဓမ္မရာဇဝင်တတိယဆောင် အခန်းကြီးကိုရှောလမုန်ခံဘုရားသခင်ဤပြာဒိတ်တော်ရှောလမုန်သည်ဒိမန်တော်နှင့်နန်းတော်ကိုလက်ဆက်တက်၍ မိမိအလိုဆန္ဒရှိသမျှပြည့်စုံသောအခါထာဝရဘုရားသည်ကြီးပောင်မျိုး၌ထင်ရှားတော်မူတကယ်သို့ဒုတိယအကြိမ်၌ထင်ရှားတော်မူလျက်တင်သည်ငါရှိမှဆူတောင်းပထနာပြုသောစကားကိုငါကြားပြီးတင်တီဆောက်သောဤအိမ်ကိုတန်ရှင်းစေ၍ငါနာမကို အစင်ကြီးစေမည်အစင်ငါကြည့်ရှုလျက်နှလုံးဆွဲလန်းလျက်နေမည်တင်သည်ငါမထားသမျှကိုပြု၍ နာစီရင်ထုံးဖွဲ့ချက်တို့ကိုစောက်ရှောက်ခြင်းကတင့်အဖဒါဝိကဲ့သို့ဖြောင်းမတ်ဆောင်ရင်သော စိတ်တဘောနှင့်နာရှိမှကျင့်နေလျင်ဣတိယီလာနိုင်ငံဤယာစာပလင်ပေါ်မှာထိုင်ရသောတင်ဤအမျိုးမျိုးမပြတ်ရဟုတင့်အဖဒါဝိအားငါကတိရှိသည့်အတိုင်းတင်ထိုင်ရသောဣတိယီလာနိုင်ငံဤယာစာပလင်ကိုအစင်ကားတည်စီမီသူမဟုတ်တင်နှင့်တင်ဤသားမျိုးတို့သည် ငါနောက်သူမလိုက်လမ်းလွဲလျက်ငါမှာထားသောစီရင်ထုံးခွဲချက်တို့ကိုမဆောက်အခြားတပါသောဖျားထံသို့တွား၍ဝိပုကိုကိုယ်လေရင်ဤတိလအမျိုးကိုငါပေးသောပြီမှငါပဲဖြတ်မြည်ငါနာမဖို့ငါတန်ရှင်းစေသောဤအိမ်တော်ကိုငါမျက်မှောက်မှပယ်ရှားမည်ဤတိလအမျိုးသည်လည်းတပါမျိုးသားတို့တွင်တန်ခိုင်းရာကဲ့ရဲ့ရာဖြစ်ရလိမ့်မည်အရက်မြင့်သောဤအိမ်တော်ကိုလည်း လမ်း၌လျှောက်သွားသောသူအပေါင်းတို့သည်အံ့ဩ၍ထာဝရဘုရားသည်ဤပြည်နှင့်ဤအိမ်ကိုအဘယ်ကြောင့်ဤသို့ပြုတော်မူသည်နည်းဟုကဲ့ရဲ့တန်ကိုပြုလျက်တယောက်မေးမြန်းသောတယောက်ကသူတို့၏ဘိုးဘေးများကိုအကုတ်တူပြီမှနှုတ်ဆောင်သော သူတို့၏ဘုရားသခင်ထာဝရဘုရားကို သူတို့သည်ဆွ၍အခြားတစ်ပါးသောဘုရားကိုမိဝဲလျက်ဝတ်ပြုကိုယ်ကြသောကြောင့်ထာဝရဘုရားသည် ဤအမှုအလုံးစုံကို ရောက်စီတော်မူကြောင်းကိုပြန်ပြောလိမ့်မည်ဟုမိတ်တော်မူ၏ရှောလမုန်နှင့် ဟီရန်သဘောတူညီချက်ရှောလမုန်သည်ဒိမန်တော်နှင့်နန်းတော်တည်ဟုသောအိမ်တော်နှစ်ဆောင်ကိုတိဆောက်၍အနှစ်20ဆီတော်အခါတူမင်းကြီး ဟီရန်သည်ရှောလမုန်လိုချင်သမျှအတိုင်းအရစ်တတာတင်းရှူတတာနှင့် ရွှေခွက်120ကိုပေးနေသည်ဖြစ်၍ ရှောလမုန်မင်းကြီးသည်ဂါလိလဲပြည်၌မြို့၂၀ကိုဟီရန်မင်းကြီးအားပေး၏ရှောလမုန်ဘေးတော်မျိုးတို့ကိုဟီရန်သည်တူရူမျိုးမှလာ၍ကြည့်ရှုသောအခါအာမယနာညီနာအားပေးတော်မျိုးတို့သည်အဘဲတို့တော်မျိုးနီးဟုဆိုလျက်ထိုရက်ကိုကာဘူးလာဟု၍ယနေ့တိုင်အောင်သမုတ်တည်းရှောလမုန်၏အခြားလှုပ်ဆောင်ချက်များ ရှောလာမုံမင်းကြီးသည်ငွေခွဲရသောအကြောင်းဟုမူကားဗိမာန်တော်နန်းတော်မေလုံးမြို့ဂျေရုရှလင်မြို့ယူဟာဆောမြို့မေဂီတောမြို့ဒေဇာမြို့တို့ကိုတိဆောက်ခြင်းကငွေခွဲရသည်ဒေဇာမြို့ကိုကာအေဂုတ်တုဖာရောဘရင်သည်စစ်ချီ၍တိုက်ယူမိရှုသည်ဖြင့်မြို့သားခါနာနီလူတို့ကိုလုံးကြံပြီးမှ မိမိသမီးရှောလမုံဤခင်မွန်အားလက်ဆောင်ပေးနေလေပြီသူဖြစ်၍ခေစာမျိုးကိုရှောလမုံတီလေဤထိုမှတပါအောက်ပြသောယုံမျိုးဗာလက်မျိုးတောအရက်ဒီထဲမှာတာနာမုံမျိုးတို့ကိုလည်းတီလေဤဗန္နာတော်တူထားသောမျိုးများယထာတော်ထိန်သောမျိုးများမြင်းတော်ကျွေးသောမျိုးများယေရုရှလင်မြို့ပတ်လေလေဗနုန်တောင်ပေါ် နိုင်ငံတော်အရရက်၌တည်ကျင်သောမြို့များတို့ကိုလည်းတည်လေ၏ဤတည်လာအမျိုးသားအကုန်စင်မထက်စည်းနိုင်သောကြောင့်ပြည်တော်၌ကြံ့ကျွင်းသောတပါအမျိုးသားအာမောရီဟိတ်တီဖီရူစီဟီဝီဂျေဘူတီအမျိုးအနွယ်တားဆင်မြေဆက်အပေါင်းတို့ကိုရှောလာမုန်ဒီယနေ့တိုင်အောင် လူခွဲ၍ကျွန့်ခံစေ၏ဤတည်လာအမျိုးသားတို့ကား ရောလာမုံဒီကျုံမခံစေစစ်သူရဲ့အမှုတော်ဆောင်မူမစကေယထာတော်အုပ်မြင်းတော်အုပ်အရာ၌ခံထားတော်မူ၏တိဆောက်ခြင်းအမှုတော်ကိုစီရင်တော်သူ အမှုတော်အုပ်950ရှိ၏ဖာရောရှင်ဘုရင်ဤသမီးတော်သည်ဒါဝိမျိုးမှထွက်၍သူ့အဖို့ရှောလမုန်တိဆောက်သောနန်းတော်သို့ပြောင်းပြီးမှရှောလမုန်သည် မိလုံးမျိုးကိုပြုပြင်လေ၏။ထာဝရဘုရားဖူတည်သောရစ်ပလင်ပေါ်မှာမိရှုရာရစ်တို့ကိုတစ်နှစ်တစ်နှစ်လျင်သုံးကြိမ်ပူဇော်၍ထာဝရဘုရားရှိတော်၌ရှိသောရစ်ပလင်ပေါ်မှာနန္တာပေါင်းကိုမိရှုသဖြင့်အိမ်တော်ကိုလက်ဆက်တက်လေ၏။တပန်ရှောလမုံဝင်ကြီးသည်အီဒုံပြည်တွင်အီဒုံပင်လယ်ကမ်းနား၌ဤလုံးမျိုးနှင့်နီးစပ်သောဤစယုံကာဗာမျိုးမှာ တင်မောတို့ကိုတီလုပ်ဤတင်လေကူးသောအမှုကို နားလေသောမိမိကျုံတင်မောသားတို့ကိုဟီရမင်းသည်ထိုတင်မောပေါ်မှာရှောလမုံဤလူလို့နှင့်အတူစီးစေဤသူတို့သည်အော်ဖီရောမြို့သို့သွား၍ရွှေခွက်420ကိုရှောလမုံမင်းကြီးထံသို့ဆောင်ပေးကြ၏ဓမ္မရာဇဝင် တတိယဆောင်အခန်းကြီး30ရှေဘဘယင်မရောက်လာခြင်း ရှေဘာပြည်ကိုအစိုးရသောမိဖုရားသည်ရှောလမုန်၏ကိုအတရေနှင့်ထာဝရဖုရား၏နာမတော်တည်င်းကိုကြားလျင်နတ်နေခက်ခဲသောပြဿနာအဖြစ် သူကိုစုံစမ်းခြင်းဟာလာ၏နတ်သားမျိုးနှင့်များစွာသောရွှေအဖိုးထိုက်သောကြောက်တုပ်ကိုဆောင်သောကလာအုပ်များလိုက်တော်သူများနှင့်တကွာယေရုရှလင်မြို့သို့ရောက်၍ရှောလမုန်မင်းကြီးထံတော်သို့ဝင်သောအခါ မိမိအလိုဆန္ဒရှိသည်များကိုဆွေးနွေးမေးမြန်းလေ၏သူမေးမြန်းသော ပြဿနာရှိသည်များတို့ကိုရှောလမုံမင်းကြီးသည်ဖြေလေ၏နားမလဲ၍မဖြေနိုင်သောအရာတစ်စုံတစ်ခုမှမရှိရှေဘမိဖရာသည်ရှောလမုံ၏ပညာလုံးစုံကို၎င်းတိဆောက်သော အိမ်တော်ကို၎င်းစပွဲတော်တစားကို၎င်းအမှုတော်စောင်းလို့နေရာထိုင်ရာကို၎င်းလူလင်တို့ခါစားသည့်အချင်းအရာကို၎င်း သူတို့ဝတ်တော်အဝိတ္တစာကို၎င်းဝင်စည်းများကို၎င်းထာဝရဘုရားဤအိမ်တော်၌မိရှုရာရေပူဇော်ခြင်းကို၎င်းမြင်သောအခါမိမောတွေ့ဝေလျက်ရှိ၍ကိုတော်ဤအချင်းအရာနှင့်ကိုတော်ဤပညာကိုအကျွမ်းမှုသည် ကိုပြည်၌ကြားရသောသတင်းစကားမှန်ပါ၏တို့တော်လဲကိုယ်တိုင်ရောက်၍မမြင်မီထိုစကားကိုမယုံယခုမူကား အရင်ကြားသောစကားသည်တဝက်ကူများမမီကိုရောဤပညာနှင့်ကိုရောဤစီစိန်သည်အကျွန်ုပ်ကြားရသောသတင်းကိုလွန်ခဲ့ပါ၏ရှေ့တော်၌အစဉ်နေ၍ပညာတော်ကိုကြားရသောကိုရောဤလူကိုရောဤကျွန်တို့သည် မင်္ဂလာရှိကြပါ၏ကိုရောကိုနှစ်သက်၍ဤတရီလာနိုင်ငံဤယာစပလင်ပေါ်မှာတင်တော်မူသောကိုရောဤဖျားသခင်ထာဝရဖျားသည် မင်္ဂလာရှိတော်မူစေတည်း ထာဝရဘုရားသည်ဣတေယီလအမျိုးကိုအစဉ်ချစ်သောကြောင့်ကြောက်မတ်စွာတရားစီရင်စေခြင်းမှာကိုရောကို ရှင်ဘရင်အရာ၌ခံထားတော်မူပြီဟု ရှင်ဘရင်အပြောဆို၍ရွှေခွက်120နတ်တာမျိုးအများကြောင့်မြတ်တို့ကိုဆက်လေ၏ရှိဘမိဖရာသည်ရှောလမုံမင်းကြီးအားဆက်တော်နတ်တာမျိုးနှင့်အမျှများပြသောနတ်တာမျိုးသည် နောက်တစ်ဖန်မရောက် အော်ဖီရာမြို့မှရွှေကိုဆောင်ခဲ့သောဟီရန်တင်မောတို့သည် အာလာကုံတစ်သားများကျောင်းမြတ်များကိုလည်းဆောင်ခဲ့ကြ၏ထို အာလာကုံတစ်သားဖြင့်ရှင်ဘရင်သည်ဗိမာန်တော်ပိုလုံတန်းနှင့်နန်းတော်ပိုလုံတန်းကို၎င်းတချင်းဆိုသောသူတို့ဆောင်နှင့်တရောတို့ကို၎င်းလှုပ်လေ၏ထိုတို့သောအာလာကုံတစ်သားသည်နောက်တစ်ခါမရောက်ယနေ့တိုင်အောင်မပေါ်လာရှောလာမုံမင်းကြီးသည် အလိုလိုပေးသောလက်ဆောင်မှတစ်ပါးရှေဘမိဖုရား၏အလိုဆန္ဒပြည့်စုံစေခြင်းမှာသူတောင်းတမျှကိုလည်းပေးတော်မူ၏ထိုနောက်မှမိဖုရားသည်မိမိကျုံ့နှင့်တကွမိမိပြည်သို့ပြန်သွားလေ၏ရှောလမုံ၏ဒနအင်အားရှောလမုံထံသို့တနစ်တနစ်လျင်ရောက်သောရွှေချိန်ကအခွက်666ပိတာဖြစ်သည်ထိုမှတပါးကုန်တယ်များလဲသမားများ အာရမင်းကြီးရှိသည်မြို့ဝင်များဆက်သောရွှေရှိသေး၏ရှောလမုံမင်းကြီးသည် ရွှေချောက်ပိတ်တာစီဖြစ်ဒိုင်းကြီးနေရာတုံးပိတ်တာစီဖြစ်ဒိုင်းငယ်300တို့ကို ထုလုပ်၍လေဗနုံတော်တစ်သားနှင့်တိဆောက်သောနန်းတော်၌ထားတော်မူ၏ရှင်ဘရင်သည်လည်းစင်စွဲရာဇပလင်ကြီးကိုလုပ်၍ရွှေစင်နှင့်မိုးမှန်လေ၏ရာဇပလင်တော်သည်လေကား6ထစ်ရှိ၏ နောက် VYE ထိုင်ရတစ်ဖက်တစ်ချက်၌မိဇီယာလက်ယုံတန်းနှင့်ပြည်စုံ၍လက်ယုံတန်းအနားမှာချင်းတိနှစ်ကောင်ရဲ့နေ၏လေကား၆ထစ်အပေါ်တွင်တစ်ဖက်တစ်ချက်၌လည်းချင်းတိ၁၂ကောင်ရဲ့နေ၏ထို့သို့သောယာစပလင်သည်အဘယ်တိုင်းနိုင်ငံနိုင်မြမရှိရှောလာမုံမင်းကြီးတောက်သောခလားတော်ရှိသည်များနှင့်လေဗနုန်နန်းတော်၌တုံးသောခလားတော်ရှိသည်များတို့သည် ငွေဖလားမဟုတ်ချွေဖလားတသက်ဖြစ်၏ရှောလမုံလက်ထ၌ငွေကိုအလင်းပမာဏမပြုတ်တကြရှင်ဘရင်သည်တာရှုတင်မောကိုဟီရမင်းတင်မောနှင့်အတူဆေလို့သဖြင့်သုံးနှစ်တခါတာရှုတင်မောသည်ပြန်လာ၍ရွှေငွေစင်စွဲရောက်များဒေါင်းများကိုဆောင်ခဲ့တတ်၏ထို့သောရှောလမုံသည်မြေကြီးပေါ်မှာရှိသမျှသောရှင်ဘရင်တို့ထက် ညာနှင့်စည်းစိမ်အဖြစ်လွန်ကဲ၏။ရှောလမုန်ဤနှလုံး၌ဖျားသခင်တွင်ပေးတော်မူသောပညာကိုမြေကြီးသားပေါင်းတို့သည်ကြားရအံ့သောမှာမျက်နာတော်ကိုဖူးလာကြ၏။လာတော်သူအသီးသီးတို့သည် ရွှေဖလား၊ငွေဖလား၊ကိုဝိတ္တစာစတိုက်လက်နက်နန္တာမျိုးမြင်းလားတို့ကိုနှစ်တိုင်းအခွန်ဆက်ရကြ၏။ ရှောလမုံကြီးလေယထာများမြင်းစည်းသူရဲများကိုစီပူး၍ယထာ1400မြင်းစည်းသူရဲ12000ရှိ၏ယထာထိန်မျိုးတို့၌လည်းကောင်းယေရုရှလင်မြို့အထံတော်၌လည်းကောင်းထား၏ရှင်ဘရင်သည်ယေရုရှလင်မြို့၌ငွေကိုကြောက်ခဲခဲ့သူလည်းကောင်းအာရပင်တို့ကိုလွင်ပြင်၌ပေါက်တော်တဖန်းပင်ကဲ့သို့လည်းကောင်းမြပြစေ၏ရှောလမုံထံသို့ မြင်းများကိုအေကုတ်တုပြီးကုံမျိုးမှဆောင်ခဲ့ရ၏ရှင်ဖရင်ဤကုံတယ်တို့သည်အဖိုးပိလျက်ကုံမျိုး၌ခံယူရကြ၏အေကုတ်တုပြီးမှယထာတစ်ခုကိုငွေ၆ပိတ်သားနှင့်လက်ကောင်းမြင်းတစည်းကို တပိတ်သား90နှင့်လက်ကောင်းရောင်းမြဲရှိ၏ထို့သောဟိတ်တိမင်းကြီးနှင့်ရှူရီမင်းကြီးအပေါင်းတို့သည်အေကုတ်တုယထာနှင့်မြင်းတို့ကိုရတတ်ကြ၏ဖျားသခင်ဤငြိမ်သက်ခြင်းသည် အထူးသဖြင့် ်မြန်မာပြည်သူပြည်သားများပေါ်၌ရှိပါစေသောအာမင်